ဘာစီလိုနာကွင်းလည်းဂျယ်ဝင်ဖာမင်လိုဘတ်ကိုပြစ်မှတ်ထားနေတဲ့အင်တာမီလန်အီတလီထိပ်တန်းကလပ်အင်တာမီလန်အတင်းဟာဘာစီလိုနာရဲ့ဂျယ်ဝင်ကွင်းလည်းလူဖာမင်လိုဘတ်ကိုခေါ်ယူဖို့ယူရိုတန်း60တန်းကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒါဟာနီးပြအင်ဇာဂီကမီဂီတာနာရဲ့ရေရှည်စားထိုးကစားသမားရှာဖွေမှုရဲ့ဒစိမ့်တစ်ပိုင်းလည်းဖြစ်ပါတယ်။ကယ်စီယိုမာကာတိုရဲ့ပေါ်ပြချက်အရအင်တာမီလန်တင်းဟာဘာစီလိုနာကွင်းလည်းလူဖာမင်လိုဘတ်ကိုဝါယင်ကွင်းလည်းကစားသမားမီဂီတာနာရဲ့နေရာမှာရေရှည်စားထိုးဖို့အတွက်စောင့်ကြည့်နေတာပါ။လက်ရှိ2023-2024စီးရီးချန်ပီယံတွေဖြစ်တယ်လို့2025ခုနှစ်ချန်ပီယံလိဘောလူဘတ်ကိုတက်ရောက်ထားတဲ့အင်တာမီလန်တင်းဟာ အတင်းရဲ့လူစင်းမှာကွင်းလေလူတစ်တီထပ်ပေါင်းထဲဖို့ဆန္ဒပြင်းပြနေပါတယ်။အင်တာမီလာဘက်ကတရားဝင်ကမ်းလှမ်းမှုမျိုးမလုပ်ရသေးပေမဲ့အသက်22နှစ်ရွယ်ဖာမီလိုဘက်ကိုဒါပေမဲ့ပြောင်းရွှေ့ရာသီအတွက်ဦးစားပေးပြစ်မှတ်ဖြစ်တက်မှတ်ထားပြီးသားလို့သိရပါတယ်။ဘာစီလိုနာဘက်ကလည်းယူရို360တက်မှတ်ပြီးဆွေးနွေးဖို့အစီအစဉ်ရှိနေတယ်လို့သတင်းတွေကဆိုပါတယ်။အင်တာမီလာဟာသူရဲ့ကွင်းလေကိုပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေတာကြောင့်အသက်36နှစ်ပြည့်လောက်မဲ့မီခီတာတဲ့ဟာ2026ခုနှစ်မှာစာချုပ်ကုန်ဆုံးပြီးအတင်းကနေထွက်ခွာဖို့မျှော်လင့်ရပါတယ်။ဖာမီလိုဘက်ဟာဘာစီလိုနာရဲ့ချန်ပီယံလိဂ်စီမီဖိုင်နယ်ကြီးစဉ်အတွင်းမှာအင်တာမီလာအသင်းတာဝန်ရှိသူတွေရဲ့အာယုံဆိုင်မှုကိုခံခဲ့ရတာပါ။ အဲ့ဒီပွဲစဉ်တွေမှာအင်တာမီလန်တင်းကဘာစီလိုနာတင်းကိုနှစ်ကြော်ပေါင်းရလဲ9969နဲ့အနိုင်ရရှိခဲ့တာပါစပိန်ကွေးလဲလူဖာမီလိုဘတ်ဟာအတင်းရဲ့ကွင်းလဲကိုလူဝင်အားရောအကြီးသေးပါထပ်ပေါင်းထည့်ပေးနိုင်မဲ့လာလာကောင်းတဲ့ကစားသမားအဖြစ်မြင်နေကြပါတယ်ဘာစီလိုနာဘတ်ကိုကြည့်မယ်ဆိုရင်လဲပဏာယီဆိုင်ရာတရားမျှတမှုစီးမင်းနေတဲ့လာစာကန်တက်ချက်တွေကြောင့်အခက်အခဲတွေရှိနေတာပါဒါကြောင့်ဒီနေရာဒီမှာနာမည်ကြီးကစားသမားတွေကိုခေါ်ယူတာထက်ချီယွန်းဆက်ကစားသမားတွေရဲ့စာချုပ်တိကိစ္စတွေကိုပဲဦးစားပေးလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဖာမီလိုဘတ်ဟာ ဒီပြဟန်စီပလီရဲ့လက်အောက်မှာပုံမှန်ပွဲထုတ်ခွင့်ရတဲ့ကစားသမားမဟုတ်သေးပေမဲ့လူစားဝင်ကစားတဲ့ပွဲတွေမှာပြသခဲ့တဲ့ခြေစမ်းကောင်းတွေကြောင့်သူ့ကိုရောင်းချပြီးလိုအပ်တဲ့ငွေကြေးရှာဖွေဖို့ထိတ်တန့်ရောင်းချမဲ့ကစားသမားစီးရင်ထဲမှာပါဝင်နေပါတယ်။ဖာမီလိုဘက်ဟာ2024-2025ရာသီမှာအကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးဘာစီလိုနာတွင်းတော်ပြန်ပွဲစုံစုစုပေါင်း45ပွဲမှာရှီကိုသွင်းယူပေးထားကကိုကိုဖန်ဒီပေးထားခဲ့ပါတယ်။ပြည်မြအဖြစ်ပွဲလမ်း114မိနစ်မှာတကိုးသွင်းယူတာဒါမှမဟုတ်ဖန်ဒီပေးတာမျိုးတွေလုံးပြနိုင်တဲ့ပြင်အသက်22နှစ်အရွယ်ဒီကစားသမားဟာနိုင်ငံတကာပွဲစဉ်တွေမှာလည်းခြေစွမ်းပြခဲ့ပြီးပြီးခဲ့တဲ့နှစ်ယူရို2024နဲ့ ိုလံပစ်ရွှေတံတန်းချုပ်ရရှိခဲ့တဲ့စပိန်တင်းရဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။သူရဲ့အည်တွင်းနဲ့အလားလာကတော့ပြောစရာမလိုအောင်ကောင်းမွန်လာတွေ့ရပါတယ်။သူရဲ့အည်တွင်းနဲ့အလားလာကတော့ပြောစရာမလိုအောင်ကောင်းမွန်လာတွေ့ရပါတယ်။ဘလော့ဇာမာတို့အင်တာမီလန်တင်းရဲ့အာယုံဆိုင်မှုက2025ခုနှစ်မေလ31ရက်နေ့မှာ PSG နဲ့ရင်ဆိုင်ရမယ့် Champion League ဘောလုံးပွဲပေါ်မှာပဲရှိနေပါသေးတယ်။ဘာစီလိုနာဘက်ကတော့ La Liga ဖလား Copa del Rey ဖလားနဲ့ Spain Super ဖလားဖလားသုံးလုံးကိုစုခုခဲ့ပြီးပြည်တွင်းဖလားသုံးလုံးပိုင်ရှင်ဖြစ်ခဲ့တာကိုအောင်ပွဲခံပြီးတဲ့နောက်မှာသူတို့ရဲ့နေရာကြီးပြောင်းရွှေ့အစီအစဉ်တွေကိုအပြစ်တက်ဆုံးဖြတ်သွားပွဲရှိတယ်လို့သိရပါတယ်။ ပြီးမှာဒီနေ့တက်တဲ့အမှားတွေချက်ပြတ်ပြီး